မင်္ဂလာပါရှင်။ဗမာခေတ်သတင်းဌာနရဲ့ထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်။ပထမဆုံးမုံရမြို့နယ်တွင်ပြည်သူများထံမှဆက်ကြေးကောက်နေသောရဲအရာရှိ၃ဦးနှင့်ရဲတပ်သား၂ဦးတို့လိုက်ပါလာသောကားကိုတော်လိုင်းရဲတပ်များကပြစ်ခတ်မှုရဲလေးဦးတိတ်ဆုံးပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းမုံရမြို့နယ်တွင်ပြည်သူများထံမှဆက်ကြေးကောက်နေသောရဲအရာရှိ၃ဦးနှင့်ရဲတပ်သား၂ဦးတို့လိုက်ပါလာတဲ့ကားကိုတော်လိုင်းရဲတပ်များကပြစ်ခတ်မှုရဲလေးဦးတိတ်ဆုံးပြီးလက်နက်ခဲယမ်းများသိမ်းဆည်းရ 局长，苏巴没写吗？保卫局的，当然一些无辜的啊，别说的。 အော်တိုဝါလာ၄ရက်နေ့မနက်ပိုင်းမုံရမြို့နယ်တာစီလန်းနဲ့အတော်အဝိုင်းဘက်မှပြည်သူများထံမှငွေကြေးနဲ့ပါလာသောပစ္စည်းများအတင်းအဓမ္မစက်ကြီးကောက်ခံနေသောရဲအရာရှိ၃ဦးနဲ့ရဲတပ်သား၃ဦးလိုက်ပါလာတဲ့အင်စည်းကားကိုတော်လိုက်ရေးတပ်များကတိုက်ခိုက်ခဲ့ကြောင်းအပြန်အလှန်တိုက်ခိုက်မှုတွင်ရဲ၄ဦးစလုံးသေဆုံးခဲ့ပြီးတော်လိုက်ရေးတပ်များအထိခိုက်မရှိခဲ့ကြောင်းလက်နက်ခဲရဲများသိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။သေဆုံးသူရဲ၄ဦးအနက်၃ဦးမှာကချင်ပြည်နယ်မိုးကောင်းမြို့နယ်နေမတိနယ်မြေရဲစခန်းမှာရဲတပ်ချက်သိမ်းဆော်ဖြစ် ကြောင်းဒိန်စီယာရှိတဲ့လက်နက်ခဲယမ်းများမှာ BA63 ခေါ် G3 နှစ်လက်ကိုမမပစ္စတိုတက်လက်တိုပြက်ပြီးလိုက်ပါစီနေတဲ့အိစီကားမှလည်းပြစ်ခတ်တိုက်ခိုက်မှုကြောင့်ပျက်စီးသွားကြောင်းသိရပါတယ်။အဆိုပါမစ်ရှင်ကိုမုံရမျိုးနဲ့ပြည်သူလုံခြုံရေးဖွဲ့မုံရမျိုးနဲ့ပါလာပါနဲ့ကျောင်းသားတက်တော် SAF မုံရခိုင်တရရင်တက်ခွဲသောရွာစော်ကြီးတော်လန်တန်တို့ကပူးပေါင်းခဲ့ကြောင်းသိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့လူလိုက်စစ်စင်ရေးတွေမှာထိုးကျွေးခံနေရတဲ့စစ်မှုရန်တပ်သားတွေဘဝဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။စစ်မှုရန်ဥပဒေနဲ့အတင်းအဓမ္မစုဆောင်းထားတဲ့တပ်သားတွေကိုနိုင်ငံအနှံ့ကရှေ့တန်းစစ်မြေပြင်တွေစီကိုဆေးလွတ်နေပါတယ်။ဒါပေမဲ့ရှေ့တန်းမှာတည်ဆုံသွားတဲ့အခါမိသားစုတွေစီပြန်လည်အကြောင်းကြားတာမရှိဘူးလို့စစ်မှုရန်နဲ့ပါသွားသူတွေရဲ့မိသားစုဝင်တွေအများပြားစီကစုံစမ်းသိရှိရပါတယ်။ဥပဒေထဲမှာအကျိုးခံစား권တချို့ကိုဖော်ပြထားပေမဲ့လက်တွေ့မှာတော့အခွင့်အရေးချိုးဖောက်ခရ မှုတွေရှိနေတယ်လို့တပ်သားအစ်တွေစုဆောင်ခံရပြီးနောက်ထွက်ပြေးလွတ်မြောက်လာသူတွေကပြောပါတယ်စစ်မှုရန်ကာလနှစ်နှစ်ဖြစ်ပြီးပြည်သူစစ်မှုရန်ဥပဒေမှာစစ်မှုရန်တပ်သားတွေရဲ့အကျိုးခံစား권ကိုဖော်ပြထားပေမယ့်တကယ်လက်တွေ့စစ်တပ်ထဲရောက်သွားတဲ့အခါမှာတော့အခွင့်အရေးတွေချိုးဖောက်ခံနေရတယ်လို့တပ်သားအစ်စုဆောင်ခံရပြီးထွက်ပြေးလွတ်မြောက်လာတဲ့တပ်သားအစ်တွေကပြောပါတယ်အာနာသိန်းစစ်တပ်နဲ့ဒေါ်လာရေးတပ်ဖွဲ့တွေနေစဉ်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေတွင်တပ်သားအစ်တွေဟာနေစဉ်သိမ်းဆုံးဒဏ်ရာရရှိနေပါတယ် ။ဆေးကောင်းဆောင်တွေဟာဆုံးရှုံးနေမြေအသီးသီးကိုပြန်နေထိန်းချုပ်နိုင်မှုတပ်သားအစ်တွေကိုရှေ့ဆောင်ကနေအသေးကန်တိုက်ခိုင်းတဲ့စီးရေးပြူဟာကိုအတုံးချနေတယ်လို့ထွက်ပြေးလွတ်မြောက်လာသူတွေရဲ့တော်လန်ရေးတပ်ဖွဲ့တွေဘက်ကပြောကြားကြောင်းသိရပါဗျ။ရေကောက်ပွဲနှုတ်ဆက်သူများဟုဆိုကစစ်ကောမရှင်ကကလေးတငယ်ပါဝင်ပြည်သူ64ဦးဖမ်းဆီးထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အာနာသိန်းစစ်ကော်မရှင်က၎င်းတို့ပြုလုပ်သွားမယ့်ရွေးကောက်ပွဲကိုနောက်ဆက်သည်ဟုဆိုက အသက်မပြည့်သူကလေးတငယ်ပါဝင်ပြည်သူ64ဦးကိုနှစ်လကျော်အတွင်းအမှုဖွင့်ဖမ်းဆီး၍စစ်ဘေးရှောင်တအူအားထုံတန်း9နှစ်ချမှတ်ခဲ့တယ်လို့သိရှိရပါတယ်။ အဆိုပါပြည်သူ64ဦးကိုရွေးကောက်ပွဲကောက်ကွေးဥပဒေဖြင့်ပြီးခဲ့တဲ့စက်တင်ဘာ30ရက်နေ့ဖမ်းဆီးအရေးယူ၍အမှု24မှုဖွင့်လှစ်ထားကြောင်းစစ်ကောမရှင်၏ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီထံမှသိရပါတယ်။ရင်းရွေးကောက်ပွဲတွင်နေပြည်တော်တွင်ရမန်နေ့အောက်တိုဘာ3ရက်ကအစည်းအဝေးပြုလုပ်ခဲ့ပြီးရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီထံဥက္ကဋ္ဌပြည်ရေးဝင်ကြီးဒုဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကထည့်သွင်းပြောဆိုခဲ့ကြောင်းသိရပါတယ်။ က်လက်ပြီးလဲရွေးကောက်ပွဲလုံခြုံရေးကိုထိခိုက်စေတဲ့လုံဆော်မှုတွေဝါရဖြတ်မှုတွေကျူးလွန်နေသူတွေအားစုံစမ်းဖို့တို့ရေးယူသွားရန်လိုအပ်သလိုရွေးကောက်ပွဲကာလအတိုင်းလုံခြုံရေးကြိုးပမ်းမှုမရှိစေဖို့ဆောင်ရွက်ရမယ်ဟုလက်ကောင်းကဆိုပါတယ်။ ထို့ပြင်နေမြေတည်ငြိမ်ရေးနှင့်ရဲရွာအေးချမ်းရေးတို့အတွက်မှုခင်းကြစဉ်ရေးတရားဥပဒေစိုးမိုးရေးများကိုစစ်တပ်ပြည်သူ့ဆက်စသည်လို့ဖြင့်ညီနိုင်ပေါင်းဆက်ကအရှိန်ဟုန်မြင့်ဆောင်ရွက်သွားရန်လဲ၎င်း၏လက်အောက်ခံများကိုပြောကြားခဲ့ပါသည်။ယခုလာမည့်ဒီဇင်ဘာတွင်ပြုလုပ်ရန်ပြင်ဆင်နေသည့်စစ်ကော်မရှင်၏ရွေးကောက်ပွဲကိုပြည်သူနှင့်တော်လှန်ရေးအင်အားစုများကလက်မခံသဖြင့်ကာကွယ်ရန်ရွေးကောက်ပွဲဥပဒေကိုဇူလိုင်29ရက်၌ပြဋ္ဌာန်း၍ထိုကဲ့သို့အမှုဖွင့်ဖမ်းဆီးလာခြင်းဖြစ်ကြောင်းသိရပါသည်။စစ်ကော်မရှင်က၎င်းတို့ရွေးကောက်ပွဲအတွက်ပြဋ္ဌာန်း န်းထားသည့်ရင်းဥပဒေသည်ပြည်သူကိုဝေဖန်ကန့်ကွက်ခွင့်တောင်မြေပိတ်ပင်ထားကာကရင်မျိုးသားစီယုံ KNU ချင်းမျိုးသားတပ်ဦး CNF စတဲ့တိုင်းသားလက်နက်ကိုင်တော်လန်ရေးတပ်ဖွဲ့များ EOS များနဲ့တော်လန်ရေးအင်အားစုများကိုလည်းအမှုဖွင့်ထားကြောင်းသိရပါတယ်။လက်ရှိအမှုဖွင့်ဖမ်းဆီးခံသူရော ဖန်စီခံထားရသူများထဲမှာအသက်မပြည့်သေးသောကလေးငယ်ပါဝင်ရန်ကုန်ကရင်နီရှမ်းစသည်တို့မှပြည်သူများလည်းပါဝင်ပြီးထို့နောက်မှာတောင်ကြီးမြို့ရောက်စစ်ပေးဆောင်တို့ကိုထောင်တန်းခုနှစ်နှစ်ချမှတ်ထားကြောင်းသိရပါတယ်။ထို့သောစစ်ကောင်မရှိထုတ်ပြန်ချက်တွင်မူအဆိုပါပြည်သူ64ဦးနှင့်ပတ်သက်၍တိတိပပပြောဆိုထားခြင်းမရှိဘဲချုပ်ငုံဖော်ပြကပြည်သူများကိုတရိပ်ပေးချင်းချောင်းနေသလိုတဖက်၌လည်းအွန်လိုင်းပေါ်၌ဝေဖန်ရေးသားသူများအားဖန်စီအရေးယူနေကြောင်းသိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်တရင်ကတော့မယန်းကုန်းမြို့နယ်တရက်ကွက်မှာအုပ်ချုပ်ရေးမှူးစေဝေးမြင့်ကဘရင်နောင်ပွဲယုံဘရင်နောင်လမ်းစုံနဲ့တမိုင်းလမ်းစုံတွင်နေကင်းချိန်အကြီးကဖြင့်ပေါ်တာဆွဲဖန်းစီဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်အမတ်တရက်ကွက်မှာအုပ်ချုပ်ရေးမှူးစေဝေးမြင့်တဲ့အဖွဲ့ကဘရင်နောင်ပွဲယုံနေမြင့်နဲ့တမိုင်းလမ်းစုံမှာနေကင်းချိန်အကြီးကဖြင့်ပေါ်တာဆွဲဖန်းစီမှုကြောင့်လူငယ်တချို့ဖန်းစီခံရကြောင်းဖန်းစီခံရသောလူငယ်တဦးမိတ်ဆွေတဦးကပြောဆိုပါတယ်။မယန်းကုန်းမြို့နယ်အမတ်တရက်ကွက်အုပ်ချုပ်ရေးမှူး စိန်ဝင်းမြစ်တီ၎င်း၏တပည့်လူမိုက်များနှင့်အတူဘရင်နောင်ပွဲယုံနေမည်ဘရင်နောင်လန်းဆောင်နှင့်တမိုင်းလန်းဆောင်နေရာများတွင်လာဆန်းပိုင်းမှလာလေပိုင်းတီမကြာခဏဆိုသလိုအိစီကားဖြင့်လူငယ်များကိုပေါ်တာဆွဲဖက်ဆီးမှုများလုံးဆောင်လေးရှိကြောင်းအော်တိုဘာလာတရနေ့အုပ်ချုပ်ရေးမှုစိန်ဝင်းမြင်ကအရင်ဝစ်စစ်သားတို့နှင့်အတူနေကင်းချိန်မှပင်ပေါ်တာဆွဲဖက်ဆီးခဲ့သဖြင့်လူငယ်၆ဦးဖက်ဆီးခံခဲ့ရကြောင်းဖက်ဆီးခံလူငယ်များ၏မိဘများကငွေကြေးဖြင့်ရွေးယူရန်ဆက်သွယ်သောအခါငွေမလိုပဲစစ်သားလူချင်း၍ပေါ်တာဆွဲဖက်ဆီးခြင်းဖြစ်ပြီး ီးငွေပေါများသည်ဟုပြန်လည်တုံ့ပြန်ပြောဆိုခဲ့ကြောင်းသိရပါသည် ပါသွားတော့ဖုန်းဆက်လို့ငွေနဲ့ရွေးဖို့လိုက်တယ်။အုတ်ကြီးစိန်ဝင်းမြင့်နဲ့တွေ့တော့ငွေမလိုဘူးလူပဲလိုတယ်။ငွေနဲ့ရွေးလို့မရဘူးလူပြောက်သွားလို့ဟိုတိုင်းဒီတိုင်းဖြစ်မှာဆိုလို့အိမ်ကိုအကြောင်းကြားပေးတာဆိုပြီးအရေးမခံဘူး။လူတော့တွေ့ခွင့်ပေးတယ်။ဘင်းအောင်စစ်ကြောရေးတက်ကိုပို့လိုက်တယ်ဟုတမိုင်းလဲဆောင်မှာဖန်စီခံလိုက်ရတဲ့လူငယ်တဦးရဲ့အကိုဖြစ်သူကပြန်လည်ပြောပြပါတယ်။အုတ်ချုပ်ရီမူစိန်ဝင်းမြင့်သည်ဘင်းအောင်ပွေယုံနေမြင်နဲ့ဘင်းအောင်လဲဆောင်မှာဖွင့်လှစ်ထားတဲ့တဲကိုကမ်းများအနေခမ်းများချမ်းမှလည်းစက်ကြီးကောက်ယူလေးရှိပြီးရင်းနေရာများသို့လာရောက်သည့်လူငယ် ယ်များကိုလည်းစစ်မှုထမ်းအဖြစ်ဝင်ရောက်ဖမ်းဆီးမှုများလှုံ့ဆော်လေးရှိကြောင်းသိရပါတယ်။ဘေးရန်အောင်ပွဲယုံနေမြင်နဲ့ဘေးရန်အောင်လမ်းဆုံမှာအုတ်ကြီးစိန်ဝင်းမြင့်ကအရက်ဝစ်စစ်သားတွေနဲ့ပေါ်တာဆွဲချင်တယ်လို့ဆွဲတဲ့နေကင်းကြောင်တောင်းအင်းစည်းကားနဲ့လူငယ်တွေကိုကားပေါ်ပေါ်တင်ဆွဲတင်ပြီးဖမ်းတာလူမရရင်မဆက်တဲ့အနေခံတွေကဆင်းလာတဲ့လူငယ်တွေကိုပါဆွဲတာသူကမဆက်တဲ့အနေခံတွေစီကဆက်ကြီးကောက်တဲ့စစ်မှုထမ်းဂျုံဝင်တဲ့လူငယ်တွေလာတာမျိုးရှိတယ်။အဲ့ဒီမဆက်တဲ့အနေခံတွေကသူ့ကိုဖုံးဆက်တဲ့အထဲတော့ဝင်မဖမ်းဘူးအောက်ရောက်တာနဲ့ ောင့်ဖမ်းတာဟုအမတ်တီရက်ကွက်အုပ်ချုပ်ရေးမှူးစိန်ဝင်းမြင့်၏လှုံ့ဆော်မှုများကိုသိရှိထားတဲ့တင်းရင်းမြစ်ကပြောဆိုပါတယ်။ရင်တို့ဘင်းနောင်နေမြင်းနဲ့ဘင်းနောင်လန်းဆောင်မှာဗော်တောင်ဆွေးမှုများဆက်ကြီးကောင်းမှုများအပြိုင်ဆိုင်လှုပ်ဆောင်ရင်းအုံချုံရီမှုစိန်ဝင်းမြင်းနဲ့အင်းစိန်ကန်နာမှာပြူစောတီကောင်းဆောင်လူမိုက်ချင်းဟုတ်တို့ကြောင့်ရံပွဲများဖြစ်ကြကြောင်းသိရပါတယ်။အုံကြီးစိန်ဝင်းမြင်းတပည့်စင်မလိုက်သားနန္ဒာအောင်နဲ့လူမိုက်ချင်းဟုတ်တပည့် တပည့်တော်ဟာနေသာဂီလန် KTV စပါမှာဆက်ကြီးလာကောက်လူလာဆွေးရင်နဲ့ပြက်တနာတက်ကြတဲ့ကျင်းဟုတ်တပည့်ကနန်တောင်အောင်ကိုဓာနဲ့ထိုးတဲ့နန်တောင်အောင်ကရှက်ထိပ်ပြီးခုံချထွက်ပြေးသွားတယ်။အဲ့ဒီလူတွေဖြစ်ကြတာဟုမယန်းကုန်းမြို့နယ်ရဲများနဲ့ဆက်ဆက်နေတဲ့တရင်ရင်မြစ်ကပြောပါရယ်။မယန်းကုန်းမြို့နယ်မှာအမတ်တည့်ရက်ွက်အုပ်ချုပ်ရေးမှူးစိန်ဝင်းမြင့်ကစစ်တပ်နဲ့ပူးပေါင်း၍ပေါ်တာဆွေးမှုများလှုံ့ဆော်ခြင်းဖြစ်ပြီးအနေခံမဆက်များကိုပါလိုင်းကျေးကောက်သဖြင့်မယန်းကုန်းရဲများနဲ့အုပ်ချုပ်ရေးမှူးကြားအဆင်မပြေမှုများရှိနေကြောင်းသို့တော်လည်းစစ်တပ် ၏ကျောင်းတော်နောက်ခံပေးထားမှုကြောင့်စိန်ဝင်းမြေရန်ကားကွင်းရရှိနေကြောင်းသိရပါသည်။လမ်းတွေပေါ်ပေါ်တာဆွဲတဲ့လူမယား၏မဆက်တဲ့အနေခန်းဘက်ကိုလှည့်တာပဲအခန်းကဆင်းလာတာနဲ့ဆွဲတာပဲစိန်ဝင်းမြေကဘီးနောင်မယန်းကုံနဲ့မယန်းကုံတရက်ကွက်မှာရှိတဲ့ရာအိမ်မှုတွေနဲ့ပြူစောထီတွေကိုပေါ်တာဆွဲပြီးဆိုရင်အုတ်လိုက်ကြီးထွက်တာ အုပ်ကြီးကစစ်တပ်ကိုကြောရောင်းနောက်ခံလှုပ်ထားတော့မယန်းကွန်အောက်စခန်းကရဲတွေပါဘာမှမပြောရဲကြဘူးရဲတွေအားလုံးကလည်းသူတို့စားကွင်တွေကိုစိန်ဝင်းမြင့်ဖြတ်ခုန်နေတာတိလဲငြိမ်းခံနေရတာပဲဟုမယန်းကွန်မြို့နယ်ရဲများနဲ့ဆက်ဆက်တဲ့တရင်ချင်းမြက်ကဆိုပါတယ်အမတ်တရက်ွယ်စိန်ဝင်းမြင့်မှာလစဉ်စစ်တပ်အတွက်စစ်မှုရန်လူတက်များကိုဒီမျိုးစုံဖြင့်ပေါ်တာဆွဲဖမ်းဆီးရှာပေးနေတဲ့ဖြင့်မြို့နယ်နဲ့နေမြေကန်စစ်တပ်ကအားကိုးရသောအုပ်ချုပ်ရေးမှုတအုပ်ဖြစ်လာကြောင်းသိရှိရပါတယ်